ရာစီမျိုးပိုင်ပြီး AMIA Scientific Institute အားကျောင်းဝင်15ခုဖြင့်ဦးစီးထူထောင်လာပြီး CEO and Principal ဖြစ်တာဝန်ယူထားပြီးမြန်မာနိုင်ငံအနှံ့မြို့ပေါင်း30ကျော်သို့တင်နှံများပြင်လည်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ရာစီမျိုးပိုင်ပြီးစင်ကာပူနိုင်ငံတွင်စီးပွားရေးဖြင့်ကျောင်းပြီးထားပြီး ကမ္ဘာနံပါတ်၁ထော်နီရိုဘင်တင်နန်းများခေါင်းဆောင်မှုသူတို့ကြီးဂျက်စီမက်ဆွဲတင်နန်းများကမ္ဘာကျော်တက်နစ်ကိုလာစီးပွားရေးတင်နန်းများနဲ့မီလီယံလာမိုင်းစွမ်းဆွေတပည့်တင်နန်းများကိုစင်ကာပူထိုင်းပြည်ပြည်ရေးဒီပါတို့လေ့လာတင်ကြားခဲ့ပါတယ်။ဆရာစင်ကျိုးပိုင်သည်စီးပွားရေးအကြံပေးအဖြစ် UNC နဲ့တများတွင်၎င်းအစိုးရဝင်ကြီးဌာနအဆင့်စီးပွားကူတန်းဝင်ကြီးဌာန SME ဌာနများနဲ့တယ်လီနော့ကိုယ်စားလှယ်များကုမ္ပဏီကြီးများတွင်လည်း Corporate Training ကုမ္ပဏီထိပ်ပေါ်တင်နှံများအား ီးပေါင်းတရာကျော်တို့အားပေးဆောင်ရွက်ခဲ့ပါတယ်။ဆရာခင်ကျိုးပါရေးခံယူချက် I'm not icon မဖြစ်မနေလုပ်ရင်လုပ်နိုင်ပါတယ်။အဲလေးစားဆိုအားလုံးအားပေးသွားမှာဖြစ်ပါတယ်။ဆိုတော့အဲ့တော့ခေါင်းစဉ်ကတော့ဆရာတို့ empower leadership ဖြစ်ပါတယ်နော်အဲ့တော့ဥစွာ empower leadership နဲ့ပတ်သက်ပြီးတော့ဆရာတို့အားလုံး leader တို့မြည်သည်အဲအဲ့ဒီလိုဆရာတို့အားဖြင့်အင်အား အပြည့်ရှိရမယ်နော်ဆရာ empower သူများကိုအားပေးနိုင်ရမယ်အားပေးနိုင်ရမယ်ဆိုတော့ဒီနေ့ leadership နဲ့ပတ်သက်ပြီးတော့အာဆရာဒီပါတဲ့ကိုတိတ်ကြိုက်တယ်နော် အဲကုမ္ပဏီတစ်ခုကိုဥဆောင်ခဲ့တယ်ဆိုတာလည်းအခု City Mark Group ကိုဥဆောင်ခဲ့တယ်ဆိုတာလည်းဆမ်မဒေါ်ဝင်းတင်ရဲ့ leadership ဆွမ်းရည်အများကြီးအဲဆိုတော့ laser အတူဝဲဖြစ်ပါအဲ့လိုပဲဆိုတော့အားလုံးမှာရှိတဲ့လူတိုင်းလူတိုင်းကလည်းလူသားမှန် leadership ဆွမ်းရည်အတိုင်းဆမရှိရှိတယ်အဲဒါကိုဆိုတော့အဖြစ်ရအောင်ဖော်ထုတ်ပြီးတော့ဂျိုးပန်းချဖို့ဆရာနေနဲ့အဲ laser ဆိုတော့အားလုံးကိုဒါအားပေးပါတယ်ဆိုတော့အဲ့တော့ဒီနေ့ဆရာရတဲ့အချိန်မှာအားလုံးကို leadership နဲ့ပတ်သက်ပြီးတော့အားပေးသွားမှာဖြစ်ပါတယ်အဲ့တော့နော်ဆရာကိုဖိတ်ထားတာတော့ seminar group ၃ခုစာပေါ့ ဆီမီနာဂရုသုံးခုစာဖြစ်တဲ့အတွက်ဆရာတစ်ဖွဲနဲ့တစ်ဖွဲကိုလည်းပူပေါင်းဆောင်ရွက်စေခြင်းသောစေတနာနဲ့အဲဆရာအပိုင်း၃ပိုင်းနော်အဲဆီမီနာခေါင်းစဉ်ကတော့ leadership ပဲသို့တော်လည်းဆရာတို့ကပထမအခု group 1မှာနည်းနည်းပါးပါးပါမယ်ကိုမတင်လိုက်ရတဲ့အရာတွေဟောပြောဝဲမှာမပါတဲ့အရာတွေကိုဆရာတို့ group 2ကလူတွေကိုမေးရ group 2ကလူတွေကလည်း group 1ကိုပြန်မေးရမယ်အဲ့လိုပဲ group 3မှာလည်းပဲနည်းနည်းပါးပါးဆရာအစ်စ်တွေထည့်ဟောပေးမယ်ဆိုတော့အားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှု လီဒါရှင်းရှင်းရဲ့ swinergy ကိုလည်းဆရာပြန်ရစေခြင်းနဲ့စေတနာနဲ့ Citima Group အတွက်အထူးဒီ seminar ၃ခုစာနဲ့ပတ်သက်ပြီးတော့ဆရာကဒီအပိုင်းလိုက်အပိုင်းလိုက်လေးတွေပေါ့နော်အစ်စ်အစ်စ်တွေကိုနောက်တစ်ပိုင်းနောက်တစ်ပိုင်းလေးတွေမှာထပ်ထည့်ပြီးတော့အဲ့ဒါဟောပြောပေးသွားမှာဖြစ်တယ်ဆိုတော့အဲ့တော့ဒီနေ့ Group 1အတွက်ကတော့ဆရာအားလုံးအတွက်အထူး Okay အဲ့တော့အရင်ဆုံးဆရာရဲ့ power ပေါ့နော် iron power ဆိုတော့ဆရာလူတစ်ယောက်ကဥဆောင်တော့မယ်ခေါင်းဆောင်မှုစွန့်ရည် ဘယ်ကနေဆရုဖြစ်ပေါ်လဲဆိုရင်ဆရုဒီမှာ leadership နဲ့ leader မတူညီတာလေးကိုဆရာဥစွာလေးဟောပြောပေးခြင်းပါ leader ဆိုတာခေါင်းဆောင်ကိုခေါ်တယ် leadership ကကြတော့လှုပ်ဆောင်ချက်ကိုခေါ်တယ်ဟုတ်ပြီကိုက leader တော့ဖြစ်တယ် leadership လို့ခေါ်တဲ့လှုပ်ဆောင်မှုအားနဲ့သူဒီခေါင်းဆောင်ကောင်းမဖြစ်ဘူးခေါင်းဆောင်နေရာတော့ရတယ်ဒါပေမဲ့ leadership လို့ခေါ်တဲ့လှုပ်ဆောင်ချက်ကနံပါတ်1အရေးကြီးတယ်အဲ့တော့ဒီနေ့ဆရုဟောပြောပေးသွားမယ် leadership ခေါင်းစဉ်သည်အရန်ရေးကြည့်ပါနော်အခုဆရာဆရာမတို့အားလုံးယာတုတို့လာတာသည် leadership ကြောင့် လှုပ်ဆောင်ချက်တွေကြောင့်အိမ်မှာရှိတဲ့ကာဘန်နဲ့ဆီရှိလို့ယာတုမတိုးပါဘူးအသက်အရွယ်ဘလောက်ဖြစ်လို့ယာတုတွေမတိုးပါဘူးဟုတ်ပြီနော်အရက်ရှည်လို့ဆိုပြီးတော့ယာတုတွေလည်းပိုမရှည်လာပါဘူးအရေးကြီးတာလှုပ်ဆောင်ချက် leadership ကကိုယ့်ဘဝရဲ့အမှကန်ချက်ပဲတရားဆရာဒီဘာသာရဲ့ကိုသိအားပေးတယ်လူတိုင်းလူတိုင်းတော့ဘာမှရှိဖို့မလိုဆရာဆရာတို့အားလုံးမှာဘာရှိရမလဲဆို leadership ဥဆောင်တဲ့ဆောင်ရွက်ချက် ကောင်းရင်ဒီဆရုဆရာဆမတွေအားလုံးဒီယာတုတို့မဲ့လာစာတို့မဲ့ဘဝအစဉ်နဲ့လူတိုင်းလူတိုင်းမြင်မှာမယ်ဒါကြောင့်အဲ့လိုသွားဖို့အတွက် အဲ့အောင်မြင်မှုပါဝါတစ်ခုရဖို့နဲ့ပတ်သက်ပြီးတော့ဆရုအမြဲတမ်းစူးစမ်းမယ်ဒါဆရာရဲ့ formula theory ပဲနံပါတ်1ကဘာလဲဆိုလို့ရှိရင်စိတ်ထဲမှာအကျိန်တထောင်ရင်ပြည့်ရဘလောက်ပြည့်ရမလဲတထောင်ရင်ပြည့်ရဆရာဆောင်းမများအားလုံးနော်လှုပ်ရှင်တဲ့စိတ်ဆန္ဒအောင်မြင်တိုးတက်လို့သောဝေပါဝါသည်အကျိန်ပေါင်းတထောင်ရင်ပြည့်ရအကျိန်တထောင်ပြည့်လာရင်လူတစ်ယောက်က what power စကလုံးပေါင်းတထောင်ပြောထွက်တယ်လုံးမယ်လုံးကြဟိဟုတ်ပြီနော်ငါတို့အောင်မြင်ရမယ် ငါတို့တိုးတက်ရမယ်အဲဒီလိုဆရုပ်အားဖြင့်စကလုံးပေါင်းတထောင်သူပြောထွက်လာသူကစိတ်ဆန္ဒနဲ့ပတ်တည်းရေးကြည့်တယ်နော်အခုဆရာဒီဟောပြောပွဲဟောဖို့အတွက်ဆရာအကျိန်ပေါင်းများစွာနော်စိတ်ထဲမှာလေ့ကျင့်တာစီဒီမတ်ကိုဟောပေးရမယ်ဟောပေးရမယ်ဝယ်ပါဝါကနေတိုင်းနေတိုင်းမှာဆရာမှရှိတယ်အဲ့လိုနဲ့အခုဆရာစကားတွေအများကြီးပါဝါအပြည့်ပြောနိုင်ဟုတ်ပြီအဲ့တော့ဆရာဆက်မတွေကလည်းပဲကိုယ်ဝန်ထမ်းတွေကိုဒီလိုဆရုပ်အားပေးမယ်စကားတွေနဲ့ဆရုပ်အားဖြင့်ဥဆောင်မှု ြုတ်မယ်အဲ့ဒီပြင်မမှာအရေးကြီးတာဘာလဲဆိုလို့ရှိရင် what power အလုတ်လုတ်တဲ့စွမ်းအချိန်တရာပြည့်ရအလုတ်လုတ်တဲ့စွမ်းအမြားဟုတ်ပြီစိတ်ထဲမှာတော့စွမ်းရှိတယ်စကလုံးနေရာလဲခဏခဏပြောနေရမယ်တိုးတော်အရေးကြီးတာအလုတ်အရေးကြီးတယ်လူတိုင်းလူတိုင်းအောင်မြင်အောင်ဆရာကလူတိုင်းလူတိုင်းကိုလေ့လာခြင်းခေါင်းဆောင်နေဖြစ်တယ်ဆိုတာအလုတ်များများလုတ်လို့ဟုတ်ပြီနော်အခုဆရာတို့စီတီမတ်အောင်မြင်နေဆိုတာစီတီမတ်ဒီအလုတ်တွေအများကြီးဖြစ်နေလို့ဥပမာစင်ကာပူနိုင်ငံကိုဆရာဥပမာသူ့တည်တနာပြုတ်ပြ စင်ကူနိုင်ငံမှာလူဦးရေ6တန်းကျော်ပဲရှိတယ်မြန်မာနိုင်ငံမှာတန်း90ကျော်ရှိတယ်လူနေတာရေးမကြည့်ဘူးအလုံများဖို့ရေးကြည့်တယ်ဟုတ်ပြီနော်လူများပြီးအလုံနေနေအဲ့ဒီဖွဲ့စည်းတဲ့အဲ့ဒီနိုင်ငံတွေမောင်းမြင်ဘူးဒါကြောင့် what power တွေအချိန်ပေါင်းတရာအဲ့ဒီလူမျိုးအလုံအလုံအလုံအများတိုင်းလုံနေတဲ့အဖွဲ့စည်းတွေလူသားတွေသီးတဲ့ one win power အောင်မြင်မှုတစ်ခုအရာအောင်မြင်မှုတစ်ခုအရာဆရာကကနော် profile ကိုကြည့်ကြည့်ဆရာအလုပ်တွေလုပ်ခဲ့လို့ဒီနေ့ဒီနေရာကိုရောက်ရှိလာတာဒါကြောင့်အားလုံးဆရာဆမတွေအားလုံးအားပေးလိုက်ရှင်တာတော့ အချိန်ပေါင်းတသောင်းစိတ်ထဲမှာဝေပါဝါပြင်းပြရမယ်။စကလုံးအနေနဲ့နေတိုင်းနေတိုင်းအလုတ်လုတ်ဖို့အလုတ်လုတ်ဖို့တွန်းအားပေးနေရမှာ။ကိုကိုတိုင်းကိုယ့်ရဲ့ဝန်ထမ်းတွေတွန်းအားပေးနေရမယ်။နောက်ဆုံးအလုတ်ပေါင်းရာနဲ့ရှီလောက်ရမယ်။အဲ့ဒါမှအောင်မြင်မှုနေရာတစ်ခုပေါ်မှာစရုပ်ဆင်ဆက်မပြေအောင်မြင်သွားမှာဖြစ်ပါ။ဒါလေးစရုပ်အားဖြင့်နံပါတ်1ဥစွာလေးအားလုံးကိုအားပေးပါ။ဟုတ်ပြီ။အဲ့တော့ဆရာကဒီလိုပါဝါဥစွာအားပေးပြီးတဲ့အခါမှာအားလုံးဒါလေးကိုစရုပ်အားဖြင့်ကျွေးကြော်မယ်။ဒါကဆရာက City Map ကို group ကိုလေးစားရှိခင်သောအားဖြင့်ဒါပထမဦးဆုံး deep point လေးကိုစဟောတာ။ဒါဆရာတို့ အမီးရဆိုင်ဂရုတော်မှာနောက်လာမှာဒီ point ဒီ point ကိုဆရာဟောပေးမှာဒါပထမဆုံးပဲနော်ဆရာရဲ့ seminar တွေမှာဒီနှစ်ပြန်လုပ်တဲ့ seminar မှာဒါပထမဆုံးအနေနဲ့ဆရာတို့ဒီ point ကိုထည့်ပြီးတော့ဆရာဟောပေးမယ်အဲ့တော့ကြွေးကြော်ရမယ်ဒီ point ကဆရာတို့စင်ကာပူနိုင်ငံမှာဒီဆရာတို့နော်အဲကမ္ဘာနံပါတ်1ဂရုကြီးခုနတိုနီရိုဘင်သင်တန်းသွားတက်တဲ့အချိန်မှာရခဲ့တဲ့ point လေးသိကောင်းပြန်ပြောပြပေးမယ်နော်အားလုံးဆရာဆမတွေအားလုံးအဲ့တော့ခါနည်းနည်းလေးဆန့်ပြီးတော့ထိုင်ပြထား power အပြည့်နဲ့နော်ဆရာဆမတို့အားလုံး power အပြည့်နဲ့ဟုတ်ပြီကို့မှာ power ရှိတယ်ဆိုတော့ နော်မျက်လုံးထဲမှာမြင်ကြည့်လိုက်ကဘာမှာနော်တကယ်ကိုထင်ပေါ်ကြော်ချာနော်တကယ်ကိုအင်အားကြီးမားတဲ့ခေါင်းဆောင်ကြီးတွေခေါင်းဆောင်ကောင်းတွေကဘာကဘာမှာခက်သမိုင်းချောင်းတွေမှာအများကြီးရှိခဲ့တယ်အဲ့ဒီပုံကိုယ်တွေကိုအားပြန်ယူအဲ့ဒီပါဝါတွေကိုယ်ထဲကိုရောက်တယ်ဆိုတော့ debt တွေကိုပြန်ကုကြည့်အဲ့တော့ကို့မှာအဲ့ဒီအားကိုနံပါတ်1စုပါ debt သဘောပဲနော်ဆရုပ်ခုဇွန်နဲ့ပြောနေတယ်ဆရာအတန်ကိုကြားတယ်အားလုံးကိုဓာတ်ကုနေတယ်အဲ့လိုပဲခေါင်းဆောင်တွေရဲ့အတန်တွေ ခေါင်းဆောင်တွေရဲ့အားတွေကိုနေတိုင်းကိုကိုပြန်ကုထည့်ရအဲ့ဒါကို I am leader လို့ခေါ်တယ်နော်ဒါကြောင့်အဲ့တော့အရင်ဆုံးကြွေးကြော်ကြည့်ရမှာဆရာတို့ကဆရာအရင်ဆုံးဥစွာလေးရှင်းပြပေးပါကိုကိုကိုနေတိုင်းခေါင်းဆောင်စိတ်ထားမယ်ခေါင်းဆောင်တွေကဘာအားသာလဲဆို I am believer ယုံကြည်ချက်သူများထက်အားသာသူများမဖြစ်နိုင်တဲ့လုပ်ငန်းခွင်အခြေအနေမှာဖြစ်အောင်လုပ်မယ်ဟုတ်ပြီနော်ဆလို့ကြည့်အချက်တက်ခက်ခဲဘလောက်ဖြစ်နေပါစေ believer ယုံကြည်တဲ့စိတ်ဘယ်တော့မှရော့မတော့ဘူးအဲ့ဒါ leadership ရဲ့ဆရာအဖြစ်စိတ်တက် not fear ဘယ်တော့မှကြောက်စိတ်မရှိဘူးတို့မှာဟုတ်ပြီနော်ဝန်ထမ်းအငယ်နဲ့အကြီးဘာကွာတယ်လဲလို့ဆရာသူ့သေးသနာအမြဲတမ်းပြုကြည့်တယ်အငယ်လေးတွေကြောက်စိတ်အမြဲတမ်းရှိတယ်စူပါဗိုက်ဇာလည်းပဲမန်နေဂျာလည်းပဲလီဒါလည်းပဲဖြစ်ရင်လုံးဝကြောက်စိတ်ကင်းမဲ့သွားတယ်အဲ့ဒါဘာကြောင့်လဲ fear ကလူတိုင်းအားလုံးတတ်တယ်ဒါကြောင့် no fear ကြောက်စိတ်မရှိဘဲနဲ့ believer ယုံကြည်တဲ့စိတ်နံပါတ်၁ရှိရပြီးရင်အရေးကြီးတာကကောင်းဆောင်ကောင်းလို့မြည်သည် force of the god ကောင်းခြင်းအားဖြင့်နေရာ ကိုကိုတိုင်းလည်းကောင်းဖို့ကောင်းဖို့ဖြစ်နေရမယ်သူများကိုလည်းကောင်းဖို့ကောင်းဖို့ဖြစ်နေရ I am force of the good ဖြစ်ရနော်ပြီးရင်နေတိုင်းကိုကိုကြည့်ကြောင့် I am great leader ငါကောင်းဆောင်ကောင်းဖြစ်ရငါကောင်းဆောင်ကောင်းဖြစ်ရအားလုံးကကိုယ့်ရဲ့အားဖြစ်အောင်ကြွေးကြော်နော်ဒီ commitment power ကိုယ်မှာရင်ရှိရမယ်ဆိုတော့အဲ့တော့ကြွေးကြော်ကြည့်ပါ I am a leader အဲ့တော့ဒီ seminar ကနေဆရာအနေနဲ့မေတ္တာရက်ခံအားပေးလိုက်ရှင်တာတော့ H3 လုံးဆရာဆမတို့အားလုံးကြိုးစားကြပါ 3H ဖြစ်ရနံပါတ်1 H ကတော့ heart နော်ကိုယ့်ရဲ့ ကိုပညာတစ်ခုကိုဆရာအားလုံးစုနော်ဒီနေ့ဆရာဆင်မီနာဒီဒီတရက်အတွက်ပေးတာမဟုတ်ဆရာစင်ကူမှာကြောင်းတက်တယ်ဆိုတာတနှစ်သွားတက်တာမဟုတ်တသက်လုံးစာသွားတက်တာအဲ့လိုပဲ hat ကိုရဲ့အုံနောက်ထဲမှာ educate ဆိုတာတသက်လုံးသွားနံပါတ်၁ကိုဘောကတသက်လုံးစာအတွက်ဒီခံယူချက်နဲ့လေ့လာခဏလေးပဲနော်ဆရာ45မိနစ်တနာရီလောက်ဆိုတာကဆရာဘောရဲ့အရေးကြီးတဲ့အချိန်လေးလို့ခဏသတ်မှတ်လိုက်အဲ့ဒီအချိန်လေးမှာဆရာ hat ကိုရဲ့ခေါင်းထဲမှာတကယ် leadership ပညာနော်အစူဝေးတကယ်အမြင့်တေရောက်ရှိသွားအောင်ဆရာနံပါတ်၁လေ့လာ အဲ့တော့ဟုတ်ပြီပညာရရှိသွားပြီဆိုရင်နံပါတ်1က heart နှလုံးသားထဲကိုထည့်ရအောင်။အုံနောက်ထဲမှာမှတ်တဲ့အရာတွေအားလုံးကမိတဲ့မိသွားတတ်တယ်။နှလုံးသားထဲကိုဆွဲမြဲနေတဲ့သူတွေပဲအသွေးသားထဲကိုစီးမြောသွားတယ်။အဲ့တော့ heart ဆရုဆရာသမားတွေအားလုံး heart emotion နော်နှလုံးသားထဲအရာကိုလေ့လာ အကြောင်းအရာတစ်ခုကိုနားထောင်မယ်ကိုဘဝရဲ့ဖြစ်ရှင်တဲ့အရာကိုနှလုံးသားထဲကိုထည့်ကိုရဲ့ brand ကိုလည်းနှလုံးသားထဲကိုထည့် အရာတိုင်းကိုနှလုံးသားထဲနဲ့စရုပ်အဖြစ်အလုပ်လုပ်ရမှာဒါဆိုရင်အဲ့ဒီပုံကိုဒီ leadership ပို့ဖြစ်တယ်ခေါင်းဆောင်တွေကနှလုံးသားနဲ့ဥဆောင်ခေါင်းဆောင်တွေကနှလုံးသားနဲ့ဥဆောင်တယ်ဒါကြောင့် heart emotion ဖြစ်ရနောက်ဆုံးစရုပ်ဒီနေ့ရရှိသွားတဲ့ leadership ခေါင်းဆောင်မှုတွေကိုဘဝအတွက်လက်တွေ့သုံးပါယေသနာမြေပုံရရှိသွားအောင်တော့ဒါပေမဲ့လက်တွေ့ရှာတဲ့သူပဲအဲ့ leadership key ကိုရောက်အားလုံးဒီစရုပ်ရာတူတူလာစာတူတကယ်အမြင့်ဆုံးနေရာတွေကိုစရုပ်ရရှိမယ်အဲ့ဒါ ham လက်တွေ့ experience လို့ခေါ်တဲ့ နောက်ဆုံးမှာလက်တွေ့ကြိုးစားသွားတဲ့ဆရာဆောင်မများရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဆရာရဲ့ဆီမီနာမှာအဓိကအားပေးချင်တာတော့ဆရာတို့အစမှာအဲ့တော့ကိုယ့်ရဲ့အသိပညာနဲ့လေ့လာမယ်။တိုးတော့နှလုံးသားထဲကိုထည့်မယ်။ပြီးတော့မှဒီရာကိုဆရာတို့အဖြစ်လက်တွေ့လုပ်မယ်။ဒါလေးနဲ့ဆရာဥစွာလေးဆရာဆောင်မတို့အားလုံးလေးစားရှိခင်ဆိုအားပေးပါတယ်။ဒါကြောင့်လက်တွေ့လုပ်ပါ။နော်ယေသနာမြေပုံရရှိသွားအောင်တော့လက်တွေ့လုပ်ဖို့လိုအပ်တယ်။ခေါင်းဆောင်လေးရဲ့အမှုချင်းကိုကြည့်လက်တွေ့လုပ်ထား။ဆရာမဒေါ်ဝင်းတင်တို့ဆရာတို့ထက်များစွာထူးချွန်ကျွမ်းကျင်တဲ့လက်တွေ့သမားတွေဖြစ်တယ်။ အလီဘာဘာထူထောင်တဲ့ဂျမ်းမာတို့သည်လက်တွေ့သမားတွေဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီကိုကတော့ leadership တော်တယ်ဆရာသမားတွေအားလုံး leadership တော်ကြတယ်ဒါပေမဲ့အရေးကြီးတာနော်ခေါင်းဆောင်မှု တော်နေုံနဲ့မရအငယ်လေးတွေကိုဆွဲခေါ်နိုင်စွမ်းရှိရနိုင်ငံမှာသူ့တည်တနာပြုခြင်းအဖွဲ့အစည်းတွေမှာသူ့တည်တနာပြုခြင်းနော် leadership တော်တော်နိုင်တယ်ဒါပေမဲ့ followership တွေတချို့အားနဲ့တချို့ကလည်း followership တော်ကောင်းတဲ့လှုပ်ရှင်တဲ့ leadership အားနဲ့တဲ့အချိန်မှာအဲ့ဒီနိုင်ငံအဲ့ဒီပတ်ဝန်းကျင်အဲ့ဒီအဖွဲ့အစည်းမတွေ့တတ်ပါဘူး ဲ့တော့ဒီနှစ်ခုတည်အင်ညမင်းညဒီနှစ်ခုတည်ဘဲလန့်ဖြစ်အောင်တော်နေရဟုတ်ပြီသူတေသနာပြုချက်ရာဆိုတော့အဖွဲ့အစည်းတွေမှာကြည့်ကြည့်ပါနော် go followership နောက်လိုက်ကောင်းနေအများကြီးတော်လေနောက်ကကလေးတွေတော်မယ်တော်မယ်သို့တော့ bad leadership ခေါင်းဆောင်မှုညံ့အဲ့ဖွဲ့စည်းနောက်ပြန်သွားတယ်အရှင်တွေကိုသုံးသက်ကြည့်လို့ရတယ်နော်အဖွဲ့စည်းတွေကိုသူတည်တနာပြုလို့ဆရုပ်ရတယ် go followership ဖြစ်ပေမဲ့ bad leadership ခေါင်းဆောင်မှုအားနဲ့အဲ့ဖွဲ့စည်းမတိုးတက်ဘူးနောက်ပြန်ရောက်ပါတ โอเคဒါဆိုရင်စရောအလုံး leadership ကောင်းတယ် go leadership ကောင်းဆောင်မှုကောင်းတယ်ကောင်းဆောင်မှုတော့ကောင်းတယ်ဒါပေမဲ့ bad followership နောက်လိုက်တွေညံ့နေရင်လည်းပဲအဲ့ဒီဖွဲ့စည်းအရှိတော်သွားနေတယ်မတိုးတက်ဘူးရွေ့ယုံပဲရွေ့နေတယ်သွားယုံပဲသွားနေတယ်အဲ့ဒီဖွဲ့စည်းတွေမောင်းမြင်ပါဦးဒါကြောင့်စရောအဖြစ် go leadership ကောင်းဆောင်မှုတော့ကောင်းတယ်နောက်လိုက်တွေအားနေတယ်ဆိုတော့အဖွဲ့စည်းတွေမတိုးတက်ဘူးတိုးတက်တဲ့အဖွဲ့စည်းအောင်မြင်တိုးတက်တဲ့အဖွဲ့စည်းဆိုတာ go leadership လည်းရှိရမယ် go follower ရှိလည်းရှိရမယ် နှစ်ခုလုံးစရိုးအဖြစ်ညီဖို့လိုရမှာဖြစ်ပေါ့ဆင်းရအနေနဲ့တော့ City Map Group တို့သည် group ကြီးတွေလည်းဖြစ်တဲ့အတွက်ဒီနှစ်ခုပေါင်းစုထားသောအဖွဲ့အစည်းဖြစ်တယ်လို့ယုံကြည်တယ် Go Leadership တွေလည်းများစွာရှိလိမ့်မယ် Go Followership တွေလည်းများစွာရှိတဲ့အတွက်ဒီလိုအောင်မြင်နေတဲ့စရိုးအဖြစ်မြန်မာနိုင်ငံမှာတကယ်ထိတ်တန့် community ကြီးတွေမှာရပ်တည်နိုင်တယ်လို့ဆရာယုံကြည်တယ်ဒါကြောင့်အားလုံးအားပေးချင်တာတော့ followership နဲ့ leadership တွေမျှတနေရခေါင်းဆောင်မှုနဲ့နောက်လိုက်မှုတွေမျှတအောင်မလုပ်အောင်လဲဆိုရင်ဖြစ်နိုင်ရင် ဆရာအားလုံးကိုလေးစားစွာအပေးချင်တာကခေါင်းဆောင်တွေကအငယ်တွေကိုတင်ရမယ်နော်။ဘာကြောင့်လဲလို့ပြောရင်အငယ်တွေမတော်ရင်ကိုပဲစိတ်ဆင်းရဲတယ်။ကိုပဲပုံပင်မှန်းတယ်။နော်ကိုပဲပုံပင်မှန်းတယ်။ဘာကြောင့်လဲဆိုရာခိုင်နှုန်း80လောက်ကသူတို့လုံနေရ။နော်ဆရာလည်းအမရဆိုင်မှာဒါနော်အဲဥဆောင်နေရတဲ့ပုံကိုဖြစ်တော့ရာခိုင်နှုန်း80ကသူတို့လုံနေရ။သူတို့ညံ့ရင်သူတို့ပုံပင်မှန်းတယ်။အဲ့ဒီသဘောပဲလီဒါရှစ်တွေကညံ့မျောမြင်ကြီးမှမယ်။အငယ်တွေကိုထွင်းရ ဒီနေ့ဆရာဟောသွားတဲ့အရာတွေကိုဖြစ်နိုင်သူတို့ထွေးတကယ်လုံးမဲ့သူတွေကတကယ်ကို performance တက်နေဒါဆိုရင်ကိုရီးယားပို့ပြီးတော့မှအောင်မြင်တိုးတက်တယ်လို့ပြောပါတယ်ဒါကြောင့် followership နဲ့ leadership တွေဟန်ချက်ညီအောင်လုပ်ဖို့အတွက် leadership နဲ့ followership အမြဲတမ်းတွေ့ပေးနေရမယ် leadership နဲ့ followership အမြဲတမ်းမျှဝေပေးနေရမယ်ဒါဒီလည်းပဲဒီနေ့ဆရာပြောမဲ့ topic တွေထဲမှာဆရာတို့အားလုံးရဲ့ MPS စာပေအရာဆိုရင် အရေးကြီးတဲ့နံပါတ်1တစ်ချက်ဖြစ်ပါတယ်။သင်ပေးပါ။ဆရာအနေနဲ့လေးစားစွာနဲ့မေတ္တာရက်ခံနဲ့အားလဲအားကိုးပါတယ်။အငယ်တွေတောင်းလဲအားလုံးမှာဆရာအဖြစ်တာဝန်ရှိတယ်လို့ဆရာအနေနဲ့ယုံကြည်ပါတယ်။ညောင်ဒါလေးနဲ့ဆရာအနေနဲ့အားပေးတယ်။ဟုတ်ကဲ့ဒီ point အရေးကြီးတယ်။ဒီ point ကအခုဆရာနောက်ပိုင်းအင်္ဂလန်နိုင်ငံနဲ့စာရီတင်တဲ့အခါ manager to leader ပေါ့နော်။ဒီကောင်းဆယ်နဲ့ဆရာဒီအင်္ဂလန်အတိမတ်ပြုနော်။အဲဆရာအတန်းနေဖွင့်တာများပါတယ်အကြောင်းမှာ။ဟုတ်ပြီအဲ့ဒီမှာဆရာအဓိကဘာကို highlight လုပ်တင်လဲဆိုရင် manager နဲ့ leader manager တွေက leader ဖြစ်အောင်ကြိုးပမ်းဖို့သိရေးကြီးတယ် နော်ဆရာအားလုံးစဉ်းစားကြည့်နော်မြန်မာနိုင်ငံမှာမန်နေဂျာပေါင်းသိန်းနဲ့ရှိရှိနိုင်ဒါပေမဲ့တကယ်တော်တဲ့ leader တွေသည်ရာခိုင်နှုန်းထောင်ခိုင်နှုန်းလောက်ပဲရှိမယ်အဲ့တော့ leadership ကိုကုဖို့အရေးကြီးတယ်အဖွဲ့အစည်းမှာလည်းဒီလိုပဲဝန်ထမ်းပေါင်းရာနဲ့ရှိထောင်နဲ့ရှိပြီးတော့ဝန်ထမ်းတွေနောက်လိုက်တွေအများကြီးရှိနိုင်ဒါပေမဲ့တကယ် leader ကောင်းနေဖြစ်ဖို့ကပိုအရေးကြီးတယ်ဟုတ်ပြီနော်အဲ့တော့ manager နဲ့ leader ဘာကွာလဲဒီနှစ်ခုကလုံနေတာချင်းတူတူပဲဥဆောင်နေတာချင်းတူတူပဲဘာကွာလဲဆိုအများကြီးကွာ manager တွေက IG ကိုပဲအဓိကထားတယ် ညံကောင်းဖို့ဟုတ်ပြီနော်ဆိုလို့ချင်တာတော်ဖို့အဓိကထားတယ်လီဒါကြာကြတော့လူတွေပေါ်မှာကောင်းဖို့အဓိကထားတယ် emotion ပိုကောင်းခံစားချက်ပိုကောင်းနှလုံးရေပိုလှအဲ့ဒါလီဒါတော်လွယ်လွယ်လေးပဲတနိုင်ကလုံးမှာတော်နေတဲ့သူတွေအများကြီးပဲနှလုံးရေပိုလှတဲ့သူရှင်ဒီနိုင်ငံပိုဖွံ့ဖြိုးတိုးတက်လေအဲ့ဒါလီဒါဖြစ်ဖို့လိုတယ်ဒါနိုင်ငံနဲ့ချင်းအဖွဲ့အစည်းမှာလည်းထုံနစ်တူစွာပဲတကယ်အဖွဲ့အစည်းကိုတိုးတက်အောင်မြင်အောင်ကိုယ့်အဖွဲ့အစည်းအတွက်စိတ်စေတနာပြည့်နဲ့လုပ်တဲ့လီဒါဖြစ်ရနောက်တစ်ခုမန်နေဂျာသည် push တယ် နောက်ကပဲတွန်းအားပေးတယ်မန်နေဂျာတို့မြည်သည်နော်မန်နေဂျာလုတ်လုတ်နေသလားလီဒါရှစ်လုတ်နေသလားကိုယ်ဖွဲ့စည်းမှလည်းကြီးကြီးကိုကိုတိုင်းလည်းသုံးသက်ကြီးဒါမှန်လို့ပဲပြန်ကြည့်ရကိုယ်ဖွဲ့စည်းမှလည်းဘလို့ပုံကိုယ်တွေများနေသလဲကိုကိုစရိုအဖြစ်ပြန်ကြည့်ကြဟုတ်ပြီမန်နေဂျာသည်တဲ့ motivation နောက်ကနေပဲတွန်းတယ်လုတ်ကြသူကနောက်ကပဲနေတယ်နော်လုတ်ကြဟိဆိုရင်နောက်ကပဲလေဒါပေမဲ့ leadership တို့မြည်သည်ကဘာလုပ်တယ်လဲဆိုရင် inspiration အရှိအနေနေတယ်လာငါတို့လုတ်ကြသူကအရင်လုတ်နေပြီလုတ်ပြန်နေပြီ နော်ဥပမာလေးတစ်ခုဆရာပြောချင်တာကမန်နေဂျာဒီအပြောနဲ့လုပ်တယ်လီဒါကြောင့်အလုံးနဲ့ပြောတယ်သူအရှိန်နဲ့နေတယ်ဟုတ်ပြီနော်ဒါကြောင့်လီဒါရှစ်ဖြစ်တာပိုကောင်းမန်နေဂျာတို့မြည်သေးတယ် what manage အလုပ်ကိုပဲစီမံတယ်အလုပ်ပြီးဖို့အာရုံစိုက်တယ်လီဒါတို့မြည်သေး people လူအပိုကူစိုက်ဟုတ်ပြီနော်လူတွေကိုပို့ဖွင့်ပြောအောင်လုပ်ပေးတယ်ဒါကြောင့်လီဒါတွေသည်သူတို့ဆရာတိတ်ရှင်းမွန်းတယ် လီဒါတွေနဲ့အခုလိုပေါ့ leadership level တွေနဲ့အခုလိုဆီမီနာလောက်ခွင့်ရတာလဲသိကျင်းတဲ့ဒါ leadership တွေပဲအားလုံးอ่ะလီဒါတွေဖြစ်နေရမဲ့လူတွေလို့ဆရာအနေနဲ့တော့ယုံကြည်တယ်။ဒါကြောင့် people lead လို့ခေါ်တဲ့လူတွေကိုဦးဆောင်မှုဖြစ်ရ။နောက်တစ်ခု manager သည် possession power possession power လို့ခေါ်တဲ့ကိုယ်ရာသူကိုယ်နေရာကိုအဓိကထားတယ်။ငါဘသူဟုတ်ပြီနော်။ကိုယ့်ရဲ့ possession ပြင်ပကိုပို့ပြီးတော့အာရုံထားတယ်။ဒါမဲ့ leader တွေကကြတော့ person နဲ့သူ့ရဲ့ဂုဏ်သတင်း all စာသူ့ပေါ်မှာလေးစားမှုကိုပို့ပြီးတော့မှအဓိကအာရုံဆိုင် မန်နေဂျာတည်တဲ့ short term ကာလတူပဲကြည့်တယ်ကာလတူပဲကြည့်တယ် leader တွေက long term ဟိုရေရှည်တိကြည့်တယ်အဖွဲ့အစည်းမှာရေရှည်အတွက်ကိုယ့်ရဲ့ဂုံတိတ်ခါနာမည်နာမည်ကောင်းတစ်လုံးကိုယ့်ရဲ့ဟိုနောက်မျိုးဆက်မိသားစုပါအဲ့ဒီလောက်ထိကြည့် leader ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဆရာအနေနဲ့အားလုံးပြောချင်တာမေးကြည့်မယ်နော်ဆရာတို့အားလုံးအဲ့တော့ manager နဲ့ကဲ leader ဘယ်ရပိုအားတာလဲဆရာမေးကြည့်မယ် manager နဲ့ leader ဘယ်ရပိုကောင်းလဲ manager နဲ့ leader ဘယ်ရပိုကောင်းလဲ leader ပိုကောင်းတယ်။ဒါကြောင့်အားလုံးဒီဘာဖြစ်ရမလဲ leader ဖြစ်ရမယ်နော်ဆိုလိုချင်တာအားလုံးဒီ leader ဖြစ်ရမယ်တကယ်ဒီနေ့ဆရာအနေနဲ့အားလုံးအားပေးလိုက်ချင်တော့အားလုံးဒီအဲ leadership ဖြစ်အောင်ဆိုလိုအဖြစ်ဒါကြိုးစားကြဖို့အားလုံးလေးစားဆိုအားပေးပါနော်တကယ် leader ဖြစ်အောင်အဲကြိုးစားကြရင်ဆိုလိုအဖြစ်အဲပို့ပြီးတော့အောင်မြင်တိုးတက်မယ်လို့ဆရာအနေနဲ့လေးစားဆိုအားပေးပါဟုတ်ပြီအဲ့တော့ leader နဲ့နော်ဆိုလိုအဖြစ်ဒီ leader တွေပေါ့နော်ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီးတော့အဲဆရာအနေနဲ့အားပေးချင်တာတော့နောက်တစ်ပွိုင်းသွားမယ်ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီးတော့ okay အဲ့တော့ခေါင်းဆောင်ကဘာတော်လဲလို့ဆိုလိုအဖြစ်နော် အဲသူတေသနာပြုတဲ့အခါမှာခေါင်းဆောင်တွေက motivational leadership ပို့ဖြစ်တယ် motivational leadership ပို့ဖြစ်တယ်သူကဝန်ထမ်းတွေပေါ့နော်အခုဆရာတို့အားဖြင့်ဟိုဆရာဆမတို့အနောက်မှာလဲဝန်ထမ်းအငယ်လေးတွေအများကြီးရှိမယ်ဟုတ်ပြီအငယ်တွေကိုကိုကဥဆောင်တဲ့အခါမှာကို့မှာ motivational leadership လို့ခေါ်တဲ့ဒီပီနှလုံးကို motivation လုပ်ပေးရနံပါတ်1က personal motivation လို့ခေါ်တဲ့လူတွေကိုလူတွေနဲ့ဆိုင်တဲ့ motivation ပေးရမယ် နံပါတ်2ကကြတော့ physical motivation လို့ခေါ်တဲ့ရုပ်ပိုင်းဆိုင်ရာအားပေးမှုတွေပေးရတယ်။ဟုတ်ပြီနော်ရုပ်ပိုင်းဆိုင်ရာအခုဆရာနဲ့သင်တန်းပေးတယ်ဆိုတာဘာဖြစ်နိုင်လဲ။ဆရာနဲ့အခုလို seminar ဟောပြောအားပေးတယ်ဆိုတာဘာဖြစ်ရုပ်ပိုင်းဆိုင်ရာလားစိတ်ပိုင်းဆိုင်ရာလား။စိတ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနော်အရေးကြီးတယ်နော်လူတယောက်အတွက်ဘလောက်ကြီး ఓ certificate တွေရထားရတာစိတ်မပါတယ်နေအဲ့လူဘာမှမလုပ်ဘလောက်ကြီးလောက်တက်ကိုင်းတက်လို့စိတ်မူပြောက်သွားရင်အဲ့ဖွဲ့စည်းရလဲထွက်တယ်အဲ့ဒီလောက်လဲမလုပ်ရှင်တော့စိတ်အရေးကြီးတယ်စိတ်တည်ပဓာနာ အဖွဲ့အစည်းတွေမှာအောင်မြင်ဖို့တော်ဖို့ဆိုရင်ဝင်တဲ့အငွေတွေရဲ့စိတ်ကိုလှုံ့ဆော်ပေးနိုင်သူဖြစ်ရကိုကိုရန်ရဲ့စိတ်နှလုံးကိုအမြဲတမ်းတက်ကြွအောင်ထားတတ်သူဖြစ်ရအဲ့ဒါမှလီဒါကောင်းလီဒါရှစ်တို့မြည်သည်သူ့အတန်ကြားလိုက်တာနဲ့သူ့နော်ဆရုပ်လောက်ရဲ့မြင်လိုက်တာနဲ့အားဖြစ်နေရစိတ်တက်ခွန်အားရနေရအဲ့ဒါမှလီဒါရှစ်ဖြစ်တယ်ဒါကြောင့်ပါဆုံးတဲ့ motivation မှန်တဲ့အငွေတွေရဲ့အားပေးနေရမယ် people development ဝန်ထမ်းတွေတိုးတက်အောင်လူတွေကိုပို့ပြီးတော့မှအားပေးဥဆောင်နိုင်စွမ်းရှိရမယ် အဲ့ဒါမှဆရုအဖြစ်နော်တကက်တော်တဲ့ခေါင်းဆောင်ကောင်းဖြစ်ပါပြီးတော့မှဆရုအဖြစ် money property အဲ့ဒါကအဖွဲ့အစည်းကပေးလိုက်မယ် property development အဖွဲ့အစည်းကနေမှတက်ဆင့်လာစာတို့အရှင်တွေတို့အားလုံးကအဲ့ဒါအဖွဲ့အစည်းကပေးရလေအဲ့တော့ leader တွေကတာဝန်ကဘာလဲလို့ပြောရင်ကိုယ်အငယ်တွေကို mandate property ပြက်လာအောင် နော် people development ဖြစ်အောင်ဆရာဖြစ်တာကြိုးစားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဆရာအနေနဲ့ဒီလိုသွားဖို့အတွက်လို့ပြောရင်အရေးကြီးတဲ့အခါမှာဆရာအဖြစ်ဒါလေးမှတ် တော့ဒီနေ့ဆရာရဲ့ seminar ရဲ့အဓိကနှစ်သာရ point ကဒီ point ဟုတ်ပြီနော်။အော်ဆရာက seminar မလုပ်ခင်တည်းက meeting တွေနှစ်ခါလောက်လုပ်ဖြစ်ပါတယ် seminar group နဲ့။အဲ့တော့ဆရာအနေနဲ့ဒီနေ့ MBS စာပေးရဆိုရင် leadership အနေနဲ့ဆရာဆမတို့အားလုံးပေါ့နော်။အားပေးချင်တာတော့အားလုံးနော်။ကိုယ့်အဖွဲ့အစည်းမှာကိုယ့်ဘာတွေအားပေးနေသလဲ။ကိုယ့်အဖွဲ့အစည်းမှာအရေးတကြီးအာရုံစိုက်မဲ့အချက်ကဘာတွေဖြစ်မလဲဆိုတော့၅ချက်ကိုလိုက်မှတ်မယ်။နော်ဆရာဆမတို့၅ချက်ကအရေးကြီးတယ်။နံပါတ်၁က စာဝင့်နေရေးပြည်လည်ဖို့အတွက်လူတိုင်းလူတိုင်းကြိုးစားနေရဟုတ်တယ်ဟုတ်ဆရာဆရာမတို့အားလုံးစာဝင့်နေရေးပြည်လည်ဖို့အတွက်ကြိုးစားနေရတာဖြစ်တဲ့အတွက် physiological need တဲ့အရှိကံလစာနော်အရှိကံသရုပ်အဖြစ်လောက်အားလစာရဖို့ကနံပါတ်1ပထမအရေးကြီးတယ်အဲ့ဒါနံပါတ်1 motivation ပဲဟုတ်ပြီနော်သရုပ်အဖွဲ့အစည်းမှာလုပ်နေရတဲ့ရွယ်ချက် leadership ခရီးစဉ်အဆင့်၅ဆင့်ရှိတဲ့လူသားတစ်ယောက်နေနဲ့မြေတိအဖွဲ့အစည်းတွေမှာဆိုမြေတိနိုင်ငံမှာသွားလို့သွားလို့ မြည်တို့ဘဝရှင်နေရက်တည်ထားနံပါတ်1ကစောင့်ဝင်နေအတွက်လှုပ်လှုပ်တယ်1အဲ့ဒါကိုဆက်သွားဖြင့်ပြည့်စုံစောင့်ဝင်နေပြည့်စုံပြီဆိုရင်2နံပါတ်2က safety နေတဲ့ဘဝအာမခံချက်ရှိရအခုလို group ဤတွေမှာလှုပ်တာဘဝအာမခံချက်သိရှိတယ် safety ဖြစ်တယ်ဘဝအာမခံချက် လုံခြုံတယ်လုံခြုံအာမခံချက်ရှိတဲ့အခြေအနေဖြစ်နေရမှာမှန်တယ်ရှိတယ်ဒါနံပါတ်2ပြည့်စုံပြီ safety နေတဲ့အဖြစ်အောင်ဆရာအဖြစ်ကိုယ့်ဘဝကိုတိဆောက်တာနော်ဒါကြောင့်ဆရာတို့ယာတူးကြီးတွေတိဆောက်ယာတူးကြီးတွေဒီအလုပ်ရဖို့ပို့ခိုင်းပါတယ် အောင်မြင်မှုရတဲ့သူတွေဒီဘဝအာမခံချက်ပိုရရှိနေ။ဘာကြောင့်လဲ safety need တဲ့။အတွေ့အကြုံမရှိတဲ့ဝန်ထမ်းငယ်လေးတွေဘဝအာမခံချက်မရှိသေးဘူး။ safety need တဲ့အဆင့်ကိုတို့မရအောင်။စားဝတ်နေရတော့ပြေလည်မယ်။နံပါတ်1က safety need တဲ့နံပါတ်2ရေးချည်တယ်။နံပါတ်3ဘလောင်းမင်းနေတဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းအဆက်အသွယ်များများထား။အဖွဲ့အစည်းမှာလုပ်တဲ့အချိန်အဲ့ဒါဆရုအားလုံးအတွက် motivation ပဲ။အဲ့ဒါဘဝလိုအပ်ချက်ပဲ။နော်။ကြီးမားတဲ့ group ကြီးတွေမှာအလုပ်လုပ်တဲ့အခါမှာအဆက်အသွယ်အသက်ပဲ။ဆရုအောင်မြင်လာတဲ့ခရီးကိုဆရာကုတ်ကိုသုံးသက်ကြည့်တယ်။ဆရာအဆက်အသွယ်တွေကဆရာကိုကူညီခဲ့တယ်။ ဘလောင်းမင်းနိတဲ့ဒီအရာတွေကလည်းပိုင်ဆိုင်တဲ့နည်းပိုင်ဆိုင်မှုတွေအဆက်တွေကောင်းတွေပိုင်ဆိုင်ဖို့ကိုယ်မှာရှိတဲ့အရာတွေပိုင်ဆိုင်ဖို့ဒါတွေအားလုံးကိုရှိရမယ်ပြီးရင်ရေးကြည့်တယ်ဒီနေ့နော်ဆရာဆမတို့အားလုံးအားပေးတာဆရာအားလုံးခေါ်တဲ့အခေါ်ကိုကြည့်ဆရာဆမတို့လို့ခေါ်တယ်ဘာကြောင့်လဲ leadership သင်တန်းတက်နေတာဖြစ်တဲ့အတွက်အားလုံးဒီ level တစ်ခုကိုရောက် esteem နိတဲ့လိုအပ်အထင်ကြီးလေးစားမှု အခေါ်အသုံးနှုံးအားစအထင်ကြီးလေးစားစရာနေရာကိုရောက်ရှိနေရတယ် ုတ်ပြီနော်အားလုံးကအထင်ကြီးလေးစားပွဲဖြစ်နေရ Astin နေတဲ့နော်ဒါကြောင့်အဲ့တော့ဘဝမှာစားဝင်နေပြည်လဲပြီးဘဝအာမခံချက်ပြည့်စုံပြီးစုံတော့အရေးကြီးတဲ့အထင်ကြီးလေးစားပွဲဖြစ်တဲ့အဆင့်ကိုလည်းရအောင်ကြိုးပမ်းမယ်နောက်ဆုံးကတော့အခုဆရာတို့ဆီမီနာဒီနေ့ပေးနေတယ်လို့အမှန်တရားတွေကိုအခုလိုရှာဖွေနေရအငယ်တွေကိုလည်းတကားဖွင့်ပေးထားမယ်နော်ဆရာတို့ leadership level တွေကလည်းတကယ်အမှန်တရားပါလေဒီထက်တိုးတက်အောင်မြင်မှုပါရှိလေငါတို့ဘဝတစ်ခုရည်တည်နေရတဲ့ခံယူချက်ရည်ရွယ်ချက်ကပါလေ စာဝတ်နေရေးတက်တက်တော့ဘဝမှာရှင်းတန်းနေတာဘာအထိပဲမှမရှိအဲ့ဒီတော့ဘဝမှာအလုံငန်းကွင်မှာဖြစ်စေအရေးကြီးတဲ့လိုအပ်ချက်၅ချက်ရှိတယ်လို့ကဗတ်သီအိုရီနော်နော်ဆရုမတ်ရှလိုလို့ခေါ်တဲ့စိတ်ပညာရှင်ကသူ့သေတနာပြုခဲ့တယ်ဒါကိုဆရုမာစတာ level တွေမှာသင်ရပါတယ်နောက်တစ်ယောက်ဒီနေ့ဆရာအနေနဲ့ကတော့လေးစားချစ်ခင်ဆိုအားပေးချင်တာတော့စာဝတ်နေရေးပြည်လည်ဖို့အတွက်တနော် salary တွေဘာတွေအရေးကြီးတယ်နှစ်ကိုယ်လုပ်ငန်းလုပ်ငန်းစိတ်ချယုံကြည်စိတ်ချဖို့အတွက်လုပ်ငန်းကွင်အာမခံချက်ရှိပြီး ပြီးရင်နံပါတ်3 working crew ခုလိုလုပ်ငန်းကြီးတွေမှာလုပ်နိုင်တာတကယ်ကိုကောင်းတဲ့အခြေအနေပဲအထင်ကြီးလေးစားအောင်လဲယာတို့အမြင့်တွေကိုမှန်းပြီးတော့調査နေရနောက်ဆုံးကတော့အခုလိုမျိုးတွတ်တက်ဖို့အတွက်အခွန်အလမ်းအသစ်တွေကိုရှာဖွေဖန်တီးကြရင်တော့ဖြင့်အလုံငန်းလုပ်ငန်းတိုင်းမှာအေကမှုရှာတွတ်တက်လာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဆရာအနေနဲ့တော့အားလုံးဆရာဆမတို့အားလုံးဘဝအတွက်နော်ဆရာအနေနဲ့တော့ဒီ point အသက်ပဲနော်ဆရာဆီမီနာမှာအားလုံး leadership လမ်းပြမြေပုံလို့ပြောရင်ဆရာလည်းဒီတိုင်းပဲ調査နေအားလုံးလည်းဒီတိုင်း調査ဆီချင်းမြည်သည့် လူပုတ်ကိုမဆိုအငယ်လေးတွေကိုလည်းဒါဟုတ်ပဲဆရာတို့အားဖြင့်လမ်းပြလက်တွဲပြီးတော့ဆရာတို့ခေါ်စေခြင်းနဲ့ဒါနဲ့ဆရာအနေနဲ့အားလုံးအားပေးတယ်ဟုတ်ပြီအဲ့လိုသွားဖို့အတွက်ဒီနေ့ဒါတော့ဆရာတို့ City Mac Crew အတွက်အထူးအဲပြောတဲ့အရာဖြစ်ပါတယ်နော်3မိနစ်4မိနစ်လောက်ရအောင်မယ်နော်ပြီးရင်တော့နည်းနည်း line ကြာရင်ပြန် join မယ်ရနော်အားလုံးအဲ4မိနစ်လောက်ဒီမှာနည်းနည်းဟိုဟာဆရာတို့အားဖြင့်ကြံသေးတော့နော်ရဟုတ်ပြီအဲ့တော့ company တိုးတက်ရေးနဲ့ပတ်သက်ပြီးတော့ဆရာအားလုံး laser ရှိခင်ဆိုအားပေးခြင်းတာဆရာ report လေးလည်းပြန်ဖတ်ပြီးပါပြီအားလုံးရဲ့ service reset တွေလည်းဆရာပြန်ကြည့်ပါ MBA reset တွေပါ ဲ့တော့ဆရာကဒီအခွဲစည်းတိုင်းကိုစေတနာအများကြီးရှိတယ်အခုလိုဂရုကြီးတွေကိုပို့ပို့စေတနာရှိတယ်ဘာကြောင့်လဲလို့ပြောရင်မြန်မာနိုင်ငံရဲ့စီးပွားရေးအခက်အခဲအကြီးပဲရှိတယ်ဒီလိုဂရုကြီးတွေမှာအလောက်ကန်ခွန်းလန်းများများပေးနေလို့မိသားစုတွေစောင့်ဝင်နေပြည်လဲနော်ဒါကြောင့်ဆရာကတော့အခွဲစည်းတိုင်းကိုစေတနာရှိတယ်ဘာလို့စေတနာပို့ထားလဲဆိုရင်နံပါတ်1ကမိသားစုတွေဘဝလုံးကျုံအောင်အဖျံမိသားစုဘဝအာမခံချက်ဖြစ်အောင်အခုလိုအခွဲစည်းတွေရတယ်လောက်ကန်အများကြီးပေးထားအဲ့ဒီတော့အခွဲစည်းတွေကိုကျေးဇူးတင် အဲ့ဒီတော့အဲ့ဖွဲ့စည်းတွေကိုအားပေးတာအရန်ကိုမုံမြတ်တဲ့လုပ်ငန်းတွေဖြစ်တယ်ဟုတ်ပြီနော်တစ်ကမိသားစုအတွက်လှုပ်လှုပ်တာနော်အခုစီးတီးမမလောက်ရတဲ့အလေရဲ့ရည်ရွယ်ချက်ကငါတို့ကုမ္ပဏီမှာလာလှုပ်နေရတဲ့ဆိုတော့စိတ်မဟုတ်ငါတို့မိသားစုအတွက်စားဝင်နေပြည်လဲဖို့အဆင်ပြေဖို့အပ်ပြန်အတွက်လှုပ်လှုပ်ကြဒါနံပါတ်1ပြီးရင်နံပါတ်3ကကြတော့ကိုယ်ပဝင်းကျင်အတွက်ဒီမြန်မာသူမြန်မာနိုင်ငံသားဒုက္ခဒုက္ခစားဝင်နေလိုအပ်ချက်တွေကိုဖြည့်ဆည်းရောင်းချပေးနေတယ်လို့သိမုံမြတ်တယ်ဆိုရှယ်ဘစ်စနက်မန်နေဂျမန့်တွေဝင်ရောက်လုပ်ကင်ပေးနေတယ် ဒါကြောင့်ကုမ္ပဏီတစ်ခုမှဘဝတစ်ခုမှရက်တင်ဒီ၃ချက် ပြည့်စုံဖို့အတွက်ဆိုရင် အားလုံးအခုအချိန်ကလိုအပ်ချက်ပြည့်ပြီဆရာဆောင်မတို့အားလုံး this is needed လို့ခေါ်တဲ့ခုနကဆရာတို့ပြောတဲ့စာဝင့်နေဘဝနော်အဲအာမခံချက်နေရာတစ်ခုကိုဆရာတို့အားလုံးရောက်ရှိထားပြီဟုတ်ပြီ this is needed ပြည့်ပြီ this is needed ပြည့်ပြီ ဖြစ်တဲ့အတွက်နံပါတ်1က management spoke အခုလိုဆရာတို့အားဖြင့် management spoke